ွမ်းသောဆောင်းမနက်ခင်းမှာအားလုံးကိုခွန်အားတည်တည်နဲ့ယုံကြည်မှုတည်တည်နဲ့မကြခင်ရောက်လာလက်တန့်သောမြမပြည်ရဲ့ငင်းငင်းတရားသောနမိတ်တွေကိုအားလုံးပဲမင်္ဂလာပါ Update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်နဲ့များမြန်မာတရင်ထူတရေဦးတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ကြိုဆိုသောအဖြစ်နှုတ်ခွန်းဆက်ပါတယ်မိတ်ဆွေအားလုံးဘေးပြဝေးကွာပါစေဥစွာပထမအနေနဲ့ European Union ရောပတ်တမကအနီးပြီးတော့ထုတ်ပြန်လိုက်တဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ကစစ်တပ်လူတော်မခေါ်ဝေါ်တင်တော့ဘူးဒေါ်မီမီဘွန်းပါရဲ့စကားနဲ့ပြောရရင်ဖက်စစ်အကြမ်းဖက်စစ်ရာဇဝတ်ဂိုင်းကဥဆောင်ပြီးလုပ်မယ်ဆိုတဲ့အတုရောက်အလေညာရှမ်းအီလက်ရှင်ကိုလုံးဝလက်မခံပဲချကြောင်းတရားဝင်ထုတ်ပြန်ချက်ကိုကျွန်တော်တို့မြန်မာပြည်သားများအနေနဲ့ဂုံယူဝမ်းမြောက်စွာကြိုဆိုပါကြောင်း EU ကတာဝန်ရှိသူများကိုကျေးဇူးတင်ပါကြောင်းဥစွာပြောကြားပြစီ ဆက်လက်ပြီးတော့မနေ့တနေ့ကမနေ့တုန်းကလွတ်မြောက်ပြေးလိုက်တဲ့ဖက်စစ်ကျမ်းဖက်တက်ဖက်စစ်ကျမ်းဖက်ဆရာစွဲခိုင်းကမတရားဖမ်းဆီးထားတဲ့ကျွန်တော်တို့နိုင်ငံရေးကျင်းသားတွေပြန်လွတ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသက်ချက်တချို့ရှိပါတယ်။ဒါကတော့ဥစားအနေနဲ့ကျွန်တော်တို့ယူဆသုံးသက်ထားရမှာဒီလိုမျိုးပြည်မဲ့ပြည်သူတွေပြည်မဲ့ပြည်သူဆိုတဲ့နေရာမှာနေ့တုန်းကပြန်လွတ်လာတဲ့ ီတနာစပွဲကျွန်တော်တို့ရဲ့တစားခံတွေကိုကြည့်ကြည့်ပါတန်ဘုံတီးလို့ဖန်ခံရတဲ့သူနဲ့เนาะပန်းပန်လို့ဖန်ခံရတဲ့သူနဲ့ဒီနေ့မှာဒီအယောင်ဝှက်လို့ရှိရင်ဒီလိုဆန္ဒပြရတယ်ဆိုပြီးတော့အယောင်ဝှက်လို့ဖန်ခံရတဲ့သူနဲ့ကွန်မန်လေးတစ်ချောင်းလိုက်လေးတစ်ချောင်းရေးလို့ဖန်ခံရတဲ့သူနဲ့เนาะဘာမှတိုင်းပြည်ကိုတော်လကောင်းလူမျိုးကိုတော်လကောင်းလူအတိုင်းဝန်းကိုတော်လကောင်းထိခိုက်စေအောင်ဘာတစ်ခုမှလုပ်ခဲ့ဘူးတဲ့လူတွေမဟုတ်ဘဲနဲ့ဘာမှမဟုတ်တဲ့အကြောင်းပြချက်လေးတွေနဲ့ဖန်ခံထားရတဲ့လူတွေဖြစ်တယ်ဗျ ဲ့တော့ဒီလိုအပြစ်မဲ့တဲ့သူတွေကိုဖမ်းလိုက်သူတို့ဂျင်းနဲ့ကြတဲ့ရောက်ခဏဤတစ်ချိန်ကြာကြောင်းကျလွတ်ပြလိုက်ဖမ်းလိုက်လွတ်လိုက်ဖျားပွဲစည်းကစာကလေးဒေလူလုတ်လာတာ1962ခုနှစ်ကတည်းကဆိုတာကိုတော့ကျွန်တော်တို့ဥစွာတမိုင်း30ချက်ယူပြီးသင်ငန်းစာကြီးကြီးထားဖို့လိုပါတယ်ကျေးဇူးတင်စရာဘာဆောက်ကြောင်းမှမရှိပါဘူးဖက်စစ်အကျန်းဖက်ဆရာစပွဲလူတက်ပြန်ပေးဆွဲကောင်းကြီးရဲ့ဖမ်းဆီးခြင်းကလွတ်မြောက်လာတာကိုကျွန်တော်တို့အနေနဲ့လွတ်မြောက်လာသူတွေကိုမြူနီတီတွေကြိုဆိုရုံမှတပါး ခွန်အားပြည့်နဲ့ဆက်သွားဖို့ပဲရှိပါတယ်ဒါကတော့ဖက်စစ်အကြမ်းအကြမ်းဖက်ကောင်တွေလုပ်တဲ့အကြောင်းဖြစ်တယ်ဒုတိယကအမေရိကန်အစိုးရကထုတ်ပြန်လိုက်တဲ့သူ့နိုင်ငံမှာရောက်ရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားအယောက်ဒီထောင်ကနန်းတောင်ကနန်းခန့်ကိုတောင်ယာယီကာကွယ်ပေးထားတဲ့အစီအစဉ်တွေကနေရုပ်သိမ်းလိုက်တယ်လာမယ့်ရက်60ဒေါ်တင်မှာမြန်မာပြည်ကိုပြန်ပို့ပြန်ပို့ဖို့တော်လကောင်းဒီဒီဒီချုပ်သိန်းချောင်းပြင်ညာချက်ကအကျုံးဝင်နေဆိုလဲတော်လကောင်းသူတို့ထုတ်ပြန်လိုက်တဲ့အချက်နဲ့ပတ်သက်လို့ကျွန်တော်တို့စဉ်းစားကြအောင် တော့အဲ့လိုထုတ်ပြန်လိုက်ပြီးနောက်ရက်ပိုင်းတော့တက်မှာပဲအခုအကြမ်းဖက်ရာဇဝဲဂိုင်းဘက်ကအကျဉ်းသားတွေတချို့တဝက်တချို့တဝက်ဆိုတော့တချို့အနှင်းငယ်ပါပဲတကယ်တကယ်အရေးကြီးတဲ့ပုံစံတွေတယောက်မှမလွတ်လာသေးဘူးလွတ်ပြတယ်မလွတ်ပြခင်မှာဘာတွေစတိုက်ဖြစ်လာတယ်လဲနော်ကြားဖြန့်လို့ခေါ်တဲ့ scam ဂိုင်းတွေ online ဖြတ်ကျော်ပြီးတော့ရာဇဝမှုကျူးလွန်နေတဲ့ငွေကြီးလိမ်လည်တဲ့ဂိုင်းတွေနဲ့ပတ်သက်ပြီးတော့ American အစိုးရကပြပြတသားတိုက်ခိုက်နှိမ်နင်းမယ်ဆိုတဲ့အကြောင်း swam scam strike folks ဖွဲ့စည်းပြီးတော့ရတဲ့သမ ्या နီလန်းအောင်လို့အသုံးပြုပြီးတိုက်ခိုက်မယ်ဆိုတဲ့အကြောင်းကြီးညာပြီးတဲ့အချိန်နောက်တစ်ခါဒီကြားဖြန့်ခေါင်းဆောင်တွေကို American dollar 25သန်းချိမြင့်မယ်ဆိုပြီးထုတ်ပြန်လိုက်တဲ့အချိန်ထိုင်းနိုင်ငံကိုယ်တိုင်ကဒီကိစ္စတွေမှာပအဝံပတ်သက်နေတယ်ဆိုပြီးဖက်စစ်ကျန်းဖက်မင်းအွန်လိုင်းဘက်ကပြောဆိုခွင့်ရှိသူဇော်မင်းလုံးက ထုတ်ပြန်လာတဲ့အချိန် ထိုင်းအစိုးရနဲ့ထိုင်းဘရင်ကြီးကိုယ်တိုင်တရုတ်နိုင်ငံကိုသွားပြီးတော့ပြပြသလဲနဲ့ဒီ scam ဒီငွေကြေးလိမ်လည်တဲ့ခေါင်းဆောင်တရုတ်နိုင်ငံသားကိုပြန်လည်လွှဲပြောင်းပေးအပ်ရင်တွေးဆုံဆွေးနွေးလာရတဲ့အခြေဒီချိန်မှာပဲမနေ့တနေ့ကမနေ့ကမှထိုင်းနိုင်ငံသားကြီးဝင်ကြီးကိုယ်တိုင်ကတခါမှမပြောစဘူးတခါမှထုတ်ပြန်ချက်မကြေညာစဘူးကျူဆိုဝယ်ကောင်းတဲ့ထုတ်ပြန်ချက်ကိုလည်းထုတ်ပြန်လာတဲ့အခြေဘာထုတ်ပြန်ချက်လဲဆိုတော့ဖက်စစ် တက်ကလုံမဲ့ဆိုတဲ့ရွက်ောက်ပွဲကိုအတူရောင်ရွက်ောက်ပွဲကိုနော်သူတို့အနေနဲ့အတင်းဇွတ်လုံမဲ့ဆိုရင်တော့မှရွက်ောက်ပွဲပြီးတဲ့အခါမှာအာဆီယံအနေနဲ့ဆက်ဆံရာအကြောင်းမရှိဘူးခက်ခဲနေလေဦးမယ်ဆိုတာရဲ့လူထုခေါင်းဆောင်မြစ်တာရှင် မိခင်ကြီးဒေါ်ဟွန်ဆန်းစုကြည်ကိုချက်ချင်းစေပြန်လွတ်ပေးတင်နေပြီဆိုတဲ့မပြောစဘူးခိုင်းနိုင်ငံဘက်ကထုတ်ပြန်လာတဲ့အခြေအနေတွေအားလုံးဟာတိုက်ဆိုင်လာတဲ့အနေအထားဖြစ်ပါတယ်ဒီချိန်မှာ မြေပြင်ခြေနေတွေကြည့်လိုက်မယ်ဆိုရင်လည်းပဲဖက်စစ်အကြမ်းဖက်တပ်ဖက်ကအခုဒီ leak ဖြစ်လာတဲ့သတင်းတွေကုတန်းရောင်းဝယ်တဲ့လုပ်ငန်းရှင်တထေးတွေကိုဖမ်းဆီးလို့ထွက်ပြေးလာတဲ့လုပ်ငန်းရှင်ကြီးတွေရဲ့ထုတ်ပြန်ကြေညာလာချက်တွေအရသူတို့တွေဟာပဲကုတဲ့နှားကုတဲ့စက်မှုလက်မှုလုပ်ငန်းရှင်ကုန်တယ်တွေရှိရအတန်းအတမနိုင်ငံသားငွေကိုပြန်လည်တောင်းခံနေတဲ့ရည်ရွယ်ချက်ဟာဒီကုန်တယ်တွေရဲ့ငွေကြေးစည်းစိမ်မှုလမ်းကြောင်းကတဆင့်သူတို့ရဲ့ဆက်လက်နက်တွေဝယ်ယူဖြည့်တင်းဖို့အသုံးပြုခဲ့တဲ့ဆိုရဲဆိုးရွားလာတဲ့ ဥပဒေဖောက်ဖျက်မှုကြီးနိုင်ငံတကာကုန်သွယ်မှုအပါအဝင်နိုင်ငံတကာတရုတ်အိန္ဒိယထိုင်းဂျပန်စတဲ့ကုန်သွယ်ကြီးများနဲ့ပူးတွဲပြီးအလုပ်လုပ်နေတဲ့ရိုးသားဖြူစင်သောစက်မှုလက်မှုလုပ်ငန်းရှင်စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးတွေရဲ့ငွေကြေးစည်းစိမ်မှုနိုင်ငံခြားငွေတွေကိုဖက်စစ်ဓမြတက်ကသူတို့ရဲ့စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့အတွက်ကိုရရဆက်ဆက်အုံပြုပြီးပြည်သူကိုနှိမ်နှင်းချိန်မုန်းနေကြတယ်ဆိုရဲနောက်ဆုံးထပ်ပေါ်လာတဲ့တက်တီကြီးတခုကလည်းပဲဖက်စစ်တက်ရဲ့လက်ရှိစစ်လက်နက်ပစ္စည်းပံ့ပိုးမှုနဲ့တရုတ်ရုရှားဘယ်လာရုစတို့ကနေ ဝေယူနေရတဲ့လမ်းကြောင်းအတွက်အဆိုင်ထိုးခံရသလိုဖြစ်သွားတဲ့အခြေဒီချိန်မှာလီတက်ထဲကကောင်းနေလီတက်လို့ခေါ်တဲ့အုံတော့မရှိတော့ပြည်သူကိုဘုံကျက်တက်ဖြတ်နေတဲ့လင်းမောင်းလင်းမြန်မောင်းပြီးလူတက်နေတဲ့ကောင်းကြီးဖက်ကလည်းမလုနိုင်တော့ဘူးပြင်းမှန်းလာပြီးစသဖြင့်ညင်းညွန်ပြီးလို့အကြီးမှုကိုဖြုတ်ခံရတဲ့အချိန်ဒါတွေအလုံးတိုက်ဆိုင်လာတဲ့အချိန်မှာအကျဉ်းသားတချို့ကိုလွတ်ပြတာတွေ့ရပါလိမ့်မယ်အဲ့တော့ရမသွန်းကျွန်တော်သုံးသပ်မှာအာယူတို့လုံမဲ့ယူကောက်ပွဲအတွက်မေးပေးဖို့ အမေရိကန်နိုင်ငံကကြီးညာလိုက်တဲ့မြန်မာပြည်ရဲ့အီဂျန်နေပြီဆိုတဲ့အကြောင်းကိုတရုတ်မှန်ပေါ်လွင်အောင်လို့လွှတ်ပြတယ်လွှတ်ပြတာမျိုးနော်ဒါလို့လေကျွန်တော်တို့တွေ့ရတယ်လို့နောက်တစ်ဖက်ကကြည့်ပြန်ရင်လည်းပဲဒီလွှတ်ပြလိုက်တဲ့နိုင်ငံနိုင်ငံအချင်းသားတွေထံကနေပြီးတော့ထပ်ပေါ်လာမဲ့သူတို့ဖန်စီခံရစဉ်စစ်ကြောရေးမှာရဲဆက်ဆက်နှိမ့်ဆက်ညှဉ်းပန်းခံရတဲ့အနေအထားတွေထောင်နှွင်းရဲ့ဆိုးရွားရက်ဆက်ကြမ်းကြုတ်လာတဲ့လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းခံရမှုအနေထားတွေအားလုံးဟာသူတို့ယင်းပြီးတော့လှုပ်ပေးလိုက်ရတာအခုဆိုသတင်းတွေတောင်းလျှောက်တက်လာပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ကတစ်ဖက်ကကြည့်ရင်ရှုရှုမြင်ရမယ်ပထမတစ်ချက်ဒုတိယတစ်ချက်ကြည့်ရင်သူတို့မဖြစ်မနေခွာစစ်ဆင်ရတော့မယ်မဖြစ်မနေသူတို့ရဲ့အရှုံးအတွက်ပြင်ရတော့မယ်အနေထား scam ခေါင်းဆောင်ဖြစ်ကြားဖြန့်ခေါင်းဆောင်ဖြစ်နိုင်ငံတကာကလည်းမင်း online ကိုတိတိပပတတ်မှတ်ပြီးတော့ဆွဆွဲလာတဲ့အခြေအနေမဖြစ်မနေတိုက်ခိုက်ကြအခြေအနေမှာမင်း online ဟာ နိုင်ငံထဲမှာလည်းစစ်မနိုင်ဘူးတန်တမန်ရေးရမှာလည်းသူမနိုင်ဘူးဘလို့ပဲရွေးကောက်ပွဲအတူရောင်ကျင်းပပြီးထွက်ပေါက်ရှာမယ်ပြောပြောသူတို့ထွက်ပေါက်အမှန်ဖြစ်မလာဘူးအာဆီယံကိုယ်တိုင်ကလက်မခံဘူးဥရောပသမဂ္ဂကလည်းပယ်ချလိုက်ပြီးအမေရိကန်ကွန်ကရစ်ကလည်းအခုကန့်ကွက်ဖို့စတင်နေပြီဆိုတဲ့အချိန်မှာသူတို့ဘလို့မှရေးမလာနိုင်တာကိုသိတော့ခွာစစ်ဆင်ဖို့တဆင်ပြီးတဆင်ငါးငါးအကျဉ်းသားလေးလွတ်ပြလိုက်နောက်90ညတချို့တဝက်ကိုလွတ်ပြလိုက်လွတ်ပြလွတ်ပြပြီးတော့တန်းရွှေလက်ထက်ကကဲတော့ခွာစစ်ဆင်ဖို့စူးစမ်းလာတဲ့အနေထားလား ဒီလိုပဲလွတ်ပြပြီးရုပ်ောက်ပွဲအဲဆိုတဲ့ဟာအတူရောင်အတင်းကျင်းပကျင်းပပြီးပြီးမှလူလူခေါင်းဆောင်တွေတစ်ခါပြန်လွတ်ပြီးတစ်ခါ2030ကာလကဲတို့တမိုင်းတဘီတပတ်ပြန်လဲဖို့စူးစမ်းလာတာလားဒါကျွန်တော်တို့ထဲသွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်အေးနောက်ဆုံးကျွန်တော်မပြေတော့ကံရရှိစဉ်းစားပြီးတဲ့အချက်ကတော့ကျွန်တော်တို့ရလူလူခေါင်းဆောင်ကြီးဒေါ်မဆန်းစုကြည်ကိုနိုင်ငံတကာကဒီလောက်ဖိအားပေးနေပါတဲ့ရက်နဲ့တို့ဘာကြောင့်မလွတ်သေးတာလဲမလွတ်ရဲလို့လားတို့လွတ်ဖို့စူးစမ်းပြီမဲ့ ဒီလို့ဖို့ဒေါန်ဆန်းစုကြည်ဘက်ကပြပြသားသားတခုတောင်းဆိုလို့လားဒေါန်ဆန်းစုကြည်ကတော့ရှင်းပါတယ်ပြည်သူမိခင်ကြီးဖြစ်တယ်လူလူခေါင်းဆောင်ကြီးဖြစ်တယ်သူ့ကိုလွတ်ပါမယ်ဆိုလာပြောတဲ့အခါမှာ तू ကတော့ तू တယောက်တည်းပဲတော့မှထွက်မှာမဟုတ်ဘူးမတရားဖမ်းဆီးခံရတဲ့မြန်မာပြည်သူပြည်သားအားလုံးကိုအရင်လွတ်ပြီးမှသူ့ကိုစကားပြောဖို့ကြိုးစားဆိုတဲ့မက်ဆေ့များပေးထားလို့တတုတ်ပြီးတတုတ်ဆလွတ်ပြလာရတာလားဒါကျွန်တော်တို့စဉ်းစားရမယ့်အချက်ပေါ့အဲ့တော့ American Soya ဘက်ကလည်း တာမညောင်ညမြမကြီးမအေဂျင့်တည်ရင်နေပါပြီလို့ဆိုတာတော့မဟုတ်တန်ရဘူးသူတို့ဒီရပောင်း60ဒေါ်တင်မှာမဖြစ်မနေသူတို့ဆောင်ရွက်မဲ့အရေးကြီးတဲ့စစ်စီရင်စီမံကိန်းတွေကြာနာသေးချာပြီးမို့လို့ဒီအချက်လက်ကိုကြိုတင်ပြီးရက်60ထုတ်ပြန်ထားတာဖြစ်ပါစေလို့ကျွန်တော်တို့မျှော်လင့်ပါတယ်အဲ့တော့ဆိုရရင်ဖက်စစ်အကျန်းဖက်ဆရာစွဲဂိုင်းဟာအသက်ငင်းနေပြီဖြစ်တယ်မျက်စီလဲကန်းမုံလဲယုံနေတဲ့ဟိုင်းစင်ရိုင်းကြီး တောစင်ရန်ကြီးအုပ်မယံပတာနင်းချေဖြစ်စည်းခဲ့လို့တိုင်းပြည်ကြီးလဲတော်တော်ကြီးဖြစ်စည်းနေပြီဖြစ်တယ် sorry စီးပွားရေးအစဂုံတိခါအစိုးကမ္ဘာလဲမှာအခုမြန်မာဆိုရင် online ရာဇဝေးခိုင်းသားရတယ်လူကလီစာ ထုတ်ရောင်းလဲရက်ဆက်ရုံမှကြတဲ့လူလက်နက်ကင်တွေနေတဲ့နေရာငါတို့နိုင်ငံသားတွေရှာပတ်စံကိုလိန်လိန်နဲ့လူလိန်နေစုဝေးရမာဖီးယားခိုင်းမြွေစေဝါထုတ်လို့ရအမတန်မှရက်ဆက်ကြမ်းကြုတ်တဲ့စစ်အုပ်ချုပ်ကြီးအောက်မှာပျော်နေရက်တဲ့ လူတွေရှိတဲ့နေရာဘာကြောင့်ပျော်နေရလဲဆိုတော့အခုအမေရိကန်ကထုတ်ပြန်ချက်ထုတ်လိုက်တဲ့အချက်သုံးသပ်ချက်တချို့ကျွန်တော်လိုက်ဖတ်ကြည့်တော့တောင်ကြီးတစောင်းတိုင်းပွဲမှာပျော်နေကြတဲ့ပုံရိပ်တွေနော်ရန်ကုန်မှာဘာပွဲဘာတစောင်းတိုင်းဘာမီးထုံပွဲဘာညာအတင်းတမစီကောင်းလှုပ်ဖျားကြီးမှမီးတွေထုံပြီးတော့ဖျားရှိမှကော့ကန်လန်ပြမပေါ်တော့ဘောမင်းကလေးနဲ့ဖြော်ပြေးလှုပ်ပြအာထောက်သွားတည်တမမသွားငန်းညာတဲ့လူအုပ်ကြီးတွေကိုရိုက်ပြပြီးတော့ဖက်စစ်အကြမ်းဖက်အုပ်ချုပ်တဲ့အောက်မှာပြည်သူတွေဟာပျော်နေပါတယ်လို့ နိုင်ငံတကာကိုသူတို့ lobby အဖွဲ့တွေကတော်တော်တင်ပြပြီးတော့အော်ဟုတ်တာပဲကြည့်လိုက်တော့ပျော်နေကြတာဟုတ်အဲအဲ့လိုမျိုးဖာသီးဖာတာနဲ့ငါတို့ဟာထွက်ပေါက်မရှိဘူးဖိနေအုပ်ချုပ်ခံထားတဲ့ဘဝမှာဒီဒီချိန်လေးပျော်ခွင့်ရတာငါသွားပျော်လိုက်ဦးမယ်ကွာငါ့ကိုဘယ်သူသိတာလို့လို့စသဖြင့်တောင်ကြီးတစောင်းတိုင်းမှာသွားပြီးကခုံပျော်ရွှင်ခဲ့တဲ့လူတူးချင်းစီတိုင်းတစောင်းတိုင်းပွဲဆိုတဲ့နေရာမှာသွားပြီးကခုံပျော်ရွှင်ခဲ့တဲ့လူတူးချင်းစီတိုင်းမူရီတောက်စားလေးပဲဖြစ်ဖြစ်အခိုက်တန့်ပဲငါငါးနှစ်လောက်စိတ်ညစ်လာတာကွာ တနင်္ဂနွေ9နိုင်လောက်တနင်္ဂနွေလောက်ပျော်ရရင်ပြီးရောဆိုပြီးတော့တနင်္ဂနွေလောက်သွားပျော်ခဲ့ဘူးတဲ့လူတူးချစ်စီတိုင်းရဲ့လူရဲ့ကြောက်ကမ္ဘာနိုင်ငံတကာရဲ့မြန်မာပြည်မှာရှိနေတုံးသက်ချာဝမ်းနေစရာကောင်းတော့အောင်တော်လန်ရင်းနဲ့လူတို့ဆင်နွှဲနေတဲ့တိုက်ပွဲကြီးဟာအောင်မြင်မှုနှီးကွေးနေတာဖြစ်ပါတယ်အဲ့တော့တူးဦးချစ်စီတယောက်ချင်းစီရဲ့တာဝန်တွေကြောက်ပါဝင်မှုကြောက်ဒီချင်းတွေကိုရောက်တာအဲ့တော့တူးဦးချင်းတယောက်ချင်းစီတိုင်းရဲ့စီလုံးညီညွတ်မှုနဲ့ကျွန်တော်တို့တို့တွေ တောဆင်ရိုင်းကဲ့သို့မြက်ကန်းနေတဲ့မုံယိုနေတဲ့မင်းအောင်လန်ရဲ့ဆင်ရိုင်းအုပ်စုဟာစင်ကန်းတော်တိုးမာရွင်နဲ့ယူဟာတွေနဲ့အခုဆိုရင်သူတက်ကိုသူနင်းသူတက်ကိုသူနင်းနော်သူဆိုအခုတောင်းခခံမဲ့ရတယ်အများအများကြီးပဲသူကြောက်တေသွားတဲ့ဖက်စစ်တပ်သား8000ကျော်သူကြောက်တေသွားတာမုံဆိုးမပေါင်း8000ကျော်သူဆက်လက်တောင်းယူဖြည့်ရှင်းရမယ့်ကိစ္စသူတက်ထွက်မှလည်းဒါကိုသိပြီသူသား အယူထပြီးအာဏာမသိမ်းခဲ့ဘူးဆိုရင်မလို့ရဲတာဘာမှမရှိဘူးဆိုပြီးတိုင်းပြည်ကိုအခုတော့ဒီမဖြတ်စည်းခဲ့ဘူးဆိုရင်ငါတို့မိုးဆိုးမှ၈000ကျော်ဖြစ်ခဲ့ကြအကြောင်းမရှိဘူးအခုလို pilot တွေဆိုတဲ့လင်းပြန်မောင်းလူသက်သမားတွေကိုယ်တိုင်လဲမောလာပါပြီပန်းလာပါပြီမလုပ်ပြရစီနဲ့ဆိုညင်းဆန်လာရစအကြောင်းမရှိဘူးအခုဆို uniform ဝတ်ပြီးတော့ကိုတက်ဝင်ရလွယ်ဘဲမှမသွားရတဲ့ဘဝကနေဆိုးထိတ်နေရတဲ့အခြေအနေမျိုးလဲဖြစ်လာစရာအကြောင်းမရှိဘူးအဲ့တော့ main online အုပ်စု main online လို store စင်ရိုင်းရဲ့ မုံယိုမြက်ကန်းနောက်ကိုစွတ်တရန်လိုက်ခဲ့တဲ့လူတအုပ်လည်းပဲတမိုင်းလဲတီလူလူလဲမုံမပြုံးနိုင်မရည်နိုင်နဲ့ခိုးရွက်ဝတ်ထားတဲ့အဥ္စာဖင်ခုထိုင်ပြီးတော့ဘယ်ချိန်ဘလို့ထွက်ပြေးဘယ်နိုင်ငံခိုလုံရမလဲဘလို့အတွင်ကူးပြောင်းရင်းကာလာကြရင်ဘသူ့ကိုမျက်နှာသာလှုပ်ပြီးငါတို့တက်တာတက်တာကြောင့်ရအောင်ရှာကြံရမလဲငါတို့အသက်ဆက်ရှင်ဖို့ငါမိသားစုတွေဆက်ပြီးအသက်ဆက်ရှင်ဖို့ဘလို့နီးလန်းနေကျိုးပန်းရမလဲလို့တွေးလာရတဲ့အခြေအနေကိုရောက်နေပြီဖြစ်ပါတယ်အဲ့တော့မင်းအွန်လိုင်းဖက်စစ်ရိုင်းတစု နုံထဲမှာနစ်ပြီးတော့တမိုင်းနုံမဲနှစ်နှစ်တရားစီရင်နုံကြောင့်ပဲစီရင်ဆုံးဖြတ်သေးတယ်ချခံရချခံရသူတို့နီးလန်းသူတို့သွားကြပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ပြည်သူတရားလုံးကတော့အစိုးဆုံးအခြေအနေအကြမ်းဆုံးအခြေအနေအခက်ခဲဆုံးအခြေအနေမှာကိုယ့်ဘက်ကတစားတက်တစားပေါ်လွင်လာတဲ့အောင်မြင်မှုအသီးပွင့်တွေအောင်မြင်နိုင်ခြေရှိတဲ့အလားအလာတွေကိုစီးလုံးညညွတ်တဲ့ခွန်အားနဲ့အချင်းချင်း blame မလုပ်ပဲပြစ်တင်စရာရှိတာကိုဥပဒေနီးလန်းတကြပြစ်တင်ပြီးတော့ပူးပေါင်းဆောင်ရွက်နိုင်တဲ့ကိစ္စမှန်သမျှကို ူးပေါင်းဆောင်ရွက်ကအောင်လန်းသူစစ်သူကြီးပွဲမကြခင်အတူတူဝိုင်းနှွဲကြဖို့ကြိုးစားကြအောင်ရိုးသားညီညီအစိုးရတောင်းရှိတဲ့ပုံကိုယ်တွေလည်းပဲရခင်ထက်ပိုပြီးပက်ကြီးကဲ့သို့သွားခဲရာကနေအရှိန်တင်နိုင်တဲ့အနေထားကြိုးစားပြီးကြပါတော်လိုင်းတောင်းဝင်ရှိသူတွေအားလုံးလည်းပဲနောက်ဆုံးအခြေအနေ မိမိတို့ညီညွတ်မယ်ဆိုရင်မိမိတို့မဟာဗျူဟာမြောက်စွမ်းဆောင်နိုင်မယ်ဆိုရင်မိမိတို့တန်ခင်းတမန်ခင်းနီးလန်းနေတကွမင်းအွန်လိုင်းဖက်စစ်ရိုင်းတစုရဲ့အကြက်တဲကိုကောင်းစွာထိုးခွဲပြီးတော့အတုံးချနိုင်မယ်ဆိုရင်နီးပြီးတော့ကိုကျွန်တော်တို့မကြခင်အလန်တလူလူလွှင့်ပြီးခီးအတူတူနှင်းနိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်တော်လိုင်းဖွဲ့ခေါင်းဆောင်အားလုံးလည်းပဲကျွန်တော်လေးလေးစားစားအကြံပြုချက်ပြည်သူတရားလုံးရဲ့လူလားတောင်းတချက်ကို တိနာလဲပြီးပူပေါင်းဆောင်ရွက်ပေးကြပါလို့ကျွန်တော်နှုတ်ဆော်အပ်ပါတယ်တောဆင်ရိုင်းတို့နုံနစ်တဲ့အချိန်ပြည်သူတွေအောင်လံထူကြအောင်